ရိုးရှင်းတဲ့ all in one power station လို့ဆိုပေမဲ့ကျွန်တော်တို့ power station တစ်လုံးဒီ set up လုပ်တဲ့အချိန်မှာတည်ထားတဲ့အချက်ကလေးတွေပေါ့ဒါကတော့ခုနလိုမျိုးပေါ့ power station နဲ့ပတ်သက်တဲ့အပိုင်းပဲပေါ့တခြားကျွန်တော် wiring ဘိုင်းကိုတော့ကျွန်တော်မပြောတော့ဘူးခုကတော့ကျွန်တော်မပြောခင်မှာဝူတိုက်ကရဲ့ future 8 all in one power station ကကျွန်တော်တို့အသာအနာအနေထားရအောင်တစ်ချက်ချစ်ကြည့်ပါ ဒီဒီမှာဆိုလို့ရှိရင်သူကလေထွက်တဲ့အပေါက်တွေဘက်မှာဆိုလို့ရှိရင်လည်းတကယ်ကိုပဲ temperature ကိုကောင်းကောင်းဆွတ်ထုတ်နိုင်တဲ့ပုံစံမျိုးပြီး safety gate တွေကလည်းမိုက်တယ်ပြီးရင်ကျွန်တော်ဖွင့်ကြည့်မယ်ပြီးရင်ကျွန်တော်တို့ရှေ့မှာဆိုရင် button တွေနဲ့ keypad တွေနဲ့ကျွန်တော်တို့က setting တွေချိန်ရတယ်အဲ့ဒီ setting တွေကိုကျွန်တော်နဲ့တူတစ်ချက်ချိန်ကြည့်မယ် ဂရိုဝဲရဲ့ future ရဲ့ CD ကတော့သူ့ရဲ့ manual စာအုပ်ကတော့နည်းနည်းအများကြီးပဲပေါ့ function တွေကပြင်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 ကျင်လား on on ကျင်လား off ကျင်လားပေါ့အဲကျွန်တော်တို့ကတော့ကျွန်တော်တို့က deep power station တုံးတဲ့အခါမှာကျွန်တော်တို့ကနည်းနည်းလေးအထဲမှာ setting လေးကိုပြင်ထားတဲ့နဲ့ကျွန်တော်တို့ setting လေးကိုပြောပြပေးမယ်အဲ့ဒါကတော့ကျွန်တော် function 1ပေါ့ function 1ကတော့ solar ဦးစားပေးလား battery ဦးစားပေးလား EVC ဦးစားပေးလားပေါ့အခုဒီမှာဆိုလို့ရှိရင် solar ပြီးရင် battery battery ပြီးရင် EVC ပေါ့နော်အဲဒီလို setting ဒီ setting ကတော့တောင်းတောင်းမထားကြဘူးပေါ့အဲနောက်တစ်ခုကတော့ဗာလဲဆိုလို့ရှိရင်အဲဒီကောင်ဆိုရင် အဲဆိုလာ EBC ဘက်ထရီဒီစတင်ကတော့အမှန်ဆုံးပေါ့ဘာလို့ဆိုဆိုလာမရှိတော့ဘူးဆိုရင် EBC တွားမယ် EBC မရှိတော့မှကျွန်တော်တို့ကဘက်ထရီကနေပြီးတော့ယူတုံးပါပေါ့အဲအဲ့တဘောမျိုးပေါ့နောက်တစ်ခုကတော့နောက်ထပ် function ကတော့ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်အာ function 04ပေါ့ အဲ0ဖုန်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်ပေးရလဲဆို power saving နဲ့ပတ်သက်တဲ့ကောင်လေးလည်းကျွန်တော်တို့ on ထားပေးတင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် KE တွေဘာကြီးတွားတဲ့အခါမှာဒီ power station on ခဲ့ရင်ကျွန်တော်တို့ CCTV wifi နဲ့ကျွန်တော်တို့ security lighting လေးတွေအတွက်ကိုကျွန်တော်တို့ကလုံးဝဒီ protocol နဲ့ output ကိုနည်းနည်းလေးထုတ်ပေးခြင်းတယ်ဆိုဒီကောင်လေးပေါ့ and လေးပဲလုပ်ထားလုပ်ပေးထားတင်တယ်ပေါ့နော်။ နောက်တစ်ခုကတော့ function fight ပေါ့ function fight ကတော့မဖြစ်မနေဟိုဘယ်လိုခေါ်မလဲတင်ထားဟိုပါဘောနော် on ထားပေးတင်တယ်ဘာလို့လဲဆို default မှာပါတာကသူက battery mode မှာဆို AGM နေနေဝင်လာတာရှိတယ်အဲ့တော့ AGM mode ဝင်နေရဆိုလို့ရှိရင်ကျွန်တော်တို့ကအာအားပြည့်သွားလို့ battery ကဘက်ထရီအားပြည့်သွားလို့ရှိရင်မီးပြတ်သွားတဲ့အချိန်မှာသူက power station ဘက်ထရီကို lock လုပ်လိုက်တာပေါ့ဘက်ထရီကိုပိတ်ထားလိုက်တာပေါ့အဲ့အချိန်ဆိုမီးပြတ်မီးပြန်မီးပြတ်သွားတဲ့အချိန်မှာ auto backup မရတာမျိုးရှိတယ်။အဲ့တော့ကျွန်တော်ကဒီဘက်ထရီမှာဆိုရင် function pipe မှာ lithium on ထားပေးရမယ်။ protocol ကိုတော့ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင် 50နဲ့1ထားပေးရတယ်ဗျာเนาะအဲ့ဒါလေးကတော့မဖြစ်မနေကျွန်တော်ပြောင်းပေးဖို့လိုပါတယ်ဗျာเนาะဒါဆိုရင်ကျွန်တော်တို့က SK လေးနဲ့ထွက်ပြီးတော့ဒါဆိုစေပြီးသားဖြစ်သွားတယ်နောက်တစ်ခုကကြာကျွန်တော်ကျွန်တော်တို့ function 11ကိုတွားကြည့်မယ် function 11ကတော့ကျွန်တော်တို့က charging speed ပေါ့ကျွန်တော်တို့က battery ဘယ်နှစ်လုံးချိန်ထားတာလဲဒီပေါ်မှာမူတည်ပြီးတော့အပေါ်ကတော့ EVC ကျွန်တော် charging speed ပေါ့ဒါက DC charging ampere ကိုပြောတာဖြစ်ပါတယ်เนาะအောက်ကတော့ကျွန်တော် generator ပေါ့ ဒါဆိုရင်ကျွန်တော်တို့ကဘက်တရီတစ်ဒုံးနဲ့လဲဆိုရင်တော့ကျွန်တော်တို့ကမီးကလည်း၄နာရီလောက်လာတယ်ဆိုလို့ရှိရင်တော့ charging ampere အနည်းနဲ့ဆိုရင်ကျွန်တော်60လောက်ထားရင်လုံလောက်ပါတယ်။နော်ဒါက DC charging ampere 60လောက်ဆိုရင်မစိုးဘူး။ဒါဆိုရင်ခဏလေးပြောင်းမယ်။1 5 4 okay ဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့က under လေးခောက်ပြီးတော့ကျွန်တော်တို့ကအောက်ကို သွားမယ်သွားလို့ရှိရင်နောက်ဆုံးဟိုဘယ်လိုကောင်းလဲ select ကနောက်ဆုံး function 11ရောက်သွားပြီဆိုရင်ကျွန်တော်တို့က sk နဲ့ပြန်ထွက်လိုက်လို့ရပါတယ်ကဲဒါလေးကတော့ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင် function လေးတွေတကယ်ပြင်တင်တဲ့ function လေးတွေကိုကျွန်တော်ပြောတာဒီထက်ပို့ပြီးတော့ကိုကလူထက်က setting တွေကိုပြောင်းတယ်ပြုတ်လဲတုံးကိုတုံးမဲ့ပုံမှာမူတည်ပြီးတော့သွားကျင်တယ်ဆိုလဲသွားလို့ရပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့ကစင်တဲ့အခါမှာ delete ထားမယ့်ဟာလေးတွေပေါ့စင်တဲ့အခါမှာ delete ထားတဲ့အခါမှာလဲကျွန်တော်တို့က battery ထက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့က battery ကို percent က နှလုံးထပ်မယ်ဆိုရင်ဘက်ထရီနှလုံးရဲ့ပါစင်ကအနည်းဆုံး gap က5%လောက်ပဲဖြစ်တင်တယ်ဗောဖြစ်နိုင်လို့ရှိရင်တော့အာဘက်ထရီတုံးအားပြည့်ပြီးနောက်တုံးအားပြည့်ပြည့်ပြီးတော့မှဘက်ထရီ base bar တွေတွားတာမျိုးတော့ပိုကောင်းတာဗောကဲဒါဆိုရင်ကျွန်တော်တို့ဘေးဘက်အချမ်းလေးကိုတစ်ချက်ချစ်ကြည့်မယ် အဲနောက်တစ်ခုကဒီမှာဆိုရင်ဒီဘက်အချမ်းလေးပေါ့ဒီဘက်အချမ်းလေးကကြတော့ကျွန်တော်တို့ကဒီဖုံနေအမိုက်တိုက်တွေအမွေးအမြင်တွေအထဲမဝင်အောင်စကားလေးနဲ့ကာထားပြီးရဒါလေးကလည်းကျွန်တော်သုံးမိန်ဆိုတာနဲ့မကြမကြကျွန်တော်တို့က cleaning clip နဲ့လုပ်ပေးဖို့လိုတယ်ဒါဆိုကျွန်တော်တို့ဘက်ကကျွန်တော်တို့ဒီ battery panel လုံးထိုင်ရင်ဘယ်လိုပုံစံမျိုး best bar တွေတက်တဲ့အခါမှာတတိထားမယ့်အချက်ကလေးတွေအဲဒါလေးကိုကျွန်တော်ဖုံလေးဖွင့်ပြီးတော့တစ်ချက်ပြပေးပါမယ်ဗျာ ဒါလေးကတော့သူ့ရဲ့ကျွန်တော်တို့ Wi-Fi dongle လေးပေါ့ကျွန်တော်တို့ဒီ cloud နဲ့ချိန်ပြီးတော့ကျွန်တော်တို့ဟာလုပ်လို့ရအောင်ပေါ့နောက်တစ်ခုကကြတော့ပါလဲဆိုလို့ရှိရင်သူကဒီအပေါ်မှာဆို ground ကိုဒီမှာကဲ့ကဲ့ပြီးတော့ကျွန်တော်တို့ကဒီ battery ရောဒီ inverter ရော ground ကဲ့ကဲ့ပြီးတွားလို့ရတယ်အဓိကတော့ပါလဲဆိုကျွန်တော်တို့က battery ဒီဒီဘယ်လိုခေါ်မလဲနှစ်တုံးထပ်မလားတတုံးထပ်မလားအခုလက်ရှိကတော့ကျွန်တော်က battery တတုံးပဲထပ်ထားတာဖြစ်တဲ့အတွက်ဒီမှာဒီ1ဆိုတဲ့ pin လေးကိုကျွန်တော်ကချိုးလိုက်တယ်ပေါ့အကယ်၍နောက်ထပ်ကျွန်တော်က battery အောက်ကတတုံးထပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီ1ဆိုတဲ့ pin ကိုချိုးရမှာမလို့2ဆိုတဲ့ pin လေးချိုးလိုက်ပေါ့ နောက်ထပ်တတိယမြောက်ဘက်တရီကျတော့ tree ဆိုတဲ့ဟာလေးချိုးလိုက်အဲဒါဆိုရင်တော့ကျွန်တော်တို့ကရပါပြီပြီးတော့ရင်ကျွန်တော်တို့ BMS ဟွာဒီတက်တဲ့အခါမှာဒီမှာဆိုရင်အပေါ်မှာကျွန်တော် BMS ဒီ LAN ပေါ်မှာတက်တယ်ပြီးတော့လို့ရှိရင်ဒီမှာ PCS မှာတက်တယ်ပြီးတော့လို့ရှိရင် DO/DI မှာကျွန်တော်ဒီကောင်လေးနဲ့လော့လောက်လိုက်တယ်ပေါ့နော်အာနောက်တစ်ချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီ best bar တွေတက်တဲ့အခါမှာ best bar တွေတက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တတိထားမှာဘာလဲလို့မေးလို့ရှိရင်ကျွန်တော်ဒီ best bar တွေကိုဒီတက်တဲ့အခါမှာဖြစ်နိုင်လို့ရှိရင် စပန်နာဒီနဲ့ကြက်တဲ့အခါမှာထိမ့်ပြီးကြက်စီခြင်းနဲ့ပေါ့နော်အရန်တင်းလုံးရင်လည်းမကောင်းလို့လို့အရန်ညော့နေရင်လည်းအဆင်မပြေနေဘူးပေါ့နော် အဲနောက်တစ်ချက်ကတော့ဒီမှာဒီကောင်လေးကတော့ကျွန်တော်အပြင်ဘူးဟိုပါတော့ဒီလူကဒီ manual ဆောက်ထဲမှာပါတာဆိုတော့ဒီကောင်လေးရေဆိုလို့ရှိရင်လည်းစနစ်တကျထည့်ဖို့လိုတယ်နောက်တစ်ချက်ကတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုရင် PP1 PP2 ပေါ့ solar နဲ့အားတွင်းမယ်ဆိုလို့ရှိရင်လည်းအကယ်၍ကျွန်တော်တို့က solar wet chip တောင်မထည့်ဘူးကျွန်တော် ampere နဲ့ဒီကျွန်တော်ဟိုကတော့ချိန်ရတာပေါ့နော် wet chip တောင်ထည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ချစ်တောင်မထည့်ဘူးအာဒီ jewel 1ပေါ့ဒီ pp1 မှာ၃တောင် pp2 မှာ၃တောင်ထည့်ပြီးတွင်လဲပို့ပြီးတော့ကောင်းတယ် jewel chip လောက်တာကတော့ကျွန်တော် solar အဝင်ပို့ပြီး mic တယ်လို့ပြောလို့ရတာပေါ့ အဲကြည့်ကြည့်ပါခုနကျွန်တော်ကြွားတယ်လို့မျိုးပြောထားတဲ့ဟာလေဒီကလေထွက်တဲ့ဒီအထဲက temperature ထွက်တဲ့စကားပေါက်တွေကလည်းတော်တော်ကြီးကိုမိုက်တယ်လို့ပြောလို့ရတယ်ကဲ baby ဝဲရအောင်တစ်ချက်ကြည့်နေတည်နိုင်ပါလေကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ